အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ smart finder လို့ခေါ်တဲ့ GPS စက်လေးနဲ့မိတ်ဆက်ပြီးတော့မှဖြစ်ပါတယ်ဒီစက်ကလေးကိုဘယ်လိုအသုံးပြရတာလဲဆိုတာကိုမပြောခင်မှာကျွန်တော်သူ့ထဲမှာဘာတွေပါလဲဆိုတာကိုအရင်ဦးဆုံးဖောက်ကြည့်ပါမယ်သူ့ရဲ့ဘူးလေးကတော့မြင်ရတဲ့အတိုင်းပဲတိတိလေးပဲဖြစ်ပါတယ်သူ့ရဲ့ထဲမှာအခုလိုမျိုးလေးရောနှစ်ခုပါမယ်ပြီးရင်အထဲမှာဘာတွေပါသေးလဲဆိုတော့ဒီလိုမျိုးပေါ့နော်အသုံးပြုပုံစာရွက်လေးတွေ့ရလဲထပ်ပါမယ်နောက်ပြီးရင်ဒီလိုမျိုးကပြားလေးတွေပြားလဲထပ်ပါပါဦးမယ် ဒီကက်ပြားလေးရဲ့နောက်မှာတော့ဒီစကန်ဂျူအကောက်လေးရှိရပေါ့နော်ဒီဂျူအကောက်ကကြတော့ဒီကောက်လေးနဲ့တွဲပြီးတော့အသုံးပြရမယ့် application ကိုထောင်းဖို့အတွက်ဖြစ်ပါတယ်သူ့မှာအခုလိုမျိုးဒီတော့ကျိတ်ပုံစံကာဘာလေးတစ်ခုလည်းပါပါမယ်ဒီကောက်လေးကအာဆီလီကွန်တရေလေးဖြစ်ပါတယ်ဒီထိပ်ကတော့စတီခွင်းလေးနဲ့ပေါ့နော်သူကဒါကာဘာလို့လည်းပြောလို့ရပါတယ်တကယ်အဓိကပစ္စည်းကကြတော့ဒီဘေးနားကအမဲရောင်အဝိုင်းလေးပဲဖြစ်ပါတယ်ပြည့်ပုံစံလေးကမြင်တွေ့ရတဲ့အချိန်ပဲတိတိလေးဖြစ်ပါတယ်ပြီးတော့သူကအဝိုင်းပုံစံလေးဖြစ်ပါတယ် သူရဲ့ဒီတစ်ဖက်မှာကြတော့သူကအနက်6ရောင်ဖြစ်ပြီးတော့နောက်တစ်ဖက်ကကြတော့သူကလုံးဝအပြောင်းလေးဖြစ်ပါတယ်သူ့မှာ close ဆိုလို့ဒီအနောက်ကျောမှာရှိတဲ့ close လေးတစ်ခုတည်းပါပါတယ်ဒီ close လေးတစ်ခုတည်းကိုပဲအသုံးပြုပြီးတော့ကျွန်တော်တို့ကအဖွင့်ပေးလုပ်ရမှာဖြစ်ပါတယ်ဒီ GPS ကိုကျွန်တော်တို့ကဘယ်လိုနေရာမျိုးမှာအသုံးပြုလဲဆိုရင်ကျွန်တော်တို့ရဲ့ဒီကားတော်တို့ဆိုင်ကယ်တော်တို့ဒီအခန်းတော်တွေမှာဒီကောင်လေးကိုကျွန်တော်ကချိတ်ထားလိုက်ပြီဆိုရင်အကယ်၍ပေါ့နော်ကျွန်တော်တို့ရဲ့ဒီအခန်းတော်တို့ကားတော်တို့ဆိုင်ကယ်တော်တို့ကမတော်တဆပျောက်သွားခဲ့ရင်ဗျာဒီကျွန်တော်ကဒီ GPS လေးကိုအသုံးပြုပြီးတော့အလွယ်တကူပြန်ရှာလို့ရ မှာဖြစ်ပါတယ်။ဆိုတော့ဘယ်လိုမျိုးတွဲဆက်ပြီးတော့အသုံးပြရလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့တစ်ခါလေးပြပြပေးသားပါမယ်။အရင်ဆုံးကျွန်တော်ဒီကောင်လေးကိုသူ့ရဲ့ကာဗာအိမ်ထဲတစ်ချက်ဆွတ်လိုက်ပါမယ်နော်။ဒီကျွန်တော်ကြည့်ရတော့တော့သူကကြိုက်တဲ့ဘက်ကိုဆွတ်လို့ရတယ်ဗျာ။ဒီဘက်ကတော့ခလုတ်ရှိတဲ့ဘက်ပေါ့နော်။ဒီဘက်ကတော့ခလုတ်မရှိတဲ့ဘက်ပေါ့နော်။ကျွန်တော်တော့စစ်တော့ဒီအိုင်းလေးပဲကျွန်တော်ဆွတ်လိုက်မယ်။သူကတည်ပက်လေးဆိုတော့ထက်ရတာတော့အရင်မခတ်ပါဘူးပေါ့နော်လဲပါတယ် အတက်ပြီးသွားပြီဆိုရင်အခုလိုပုံစံမျိုးလေးဖြစ်သွားမှာဖြစ်ပါတယ်အခုလိုပုံစံမျိုးလေးဖြစ်သွားပြီဆိုရင်ကျွန်တော်ရဲ့ဒီကားတော်တို့ဆိုင်ကယ်တော်တို့အခန်းတော်တို့ပေါ့နော်ကိုကြိုက်နဲ့တက်တဲ့နေရာတစ်ခုခုမှာဗျာချိန်ထားလို့ရပါတယ်ဘလို့တွဲဆက်ပြီးတော့အသုံးပြရမလဲဆိုတော့ကျွန်တော်ဆက်ပြီးရောပြရပြီးသွားမယ်ကျွန်တော်တို့ဒီကောင်လေးကိုသုံးဖို့အတွက်သူ့ရဲ့ software ဒီ application လေးကိုကျွန်တော်တို့ရဲ့ phone နဲ့မှာ download လုပ်ရပါတယ်။သူ့ရဲ့ software နံပါတ်ရတော့ပေါ့တော့ဒီကောင်လေးပါ i session ဆိုတဲ့ကောင်လေးဖြစ်ပါတယ်။မြင်ရလားမသိဘူးเนาะဒီကောင်လေးပြเนาะ i search in ဆိုတဲ့ကောင်လေးဒီကောင်လေးကိုကျွန်တော်တို့ကဒီ Play Store မှာလည်းသွားပြီးတော့ download ရသလိုသူ့ရဲ့ဒီကပ်ပြားဗျာဒီကပ်ပြားနောက်မှာပါတဲ့ second QR code ကိုဖတ်ပြီးတော့လည်း download ရပါတယ်ဒီ software လေးကိုထောင်ပြီးသွားပြီဆိုရင်သူ့ရဲ့တဲ့ကိုတစ်ချက်ဝင်လိုက်ပါအခုလိုမျိုးလေးပေါ်ပြီဆိုရင်ဒီအဲ GPS 14ရဲ့ခလုတ်လေးကိုဒီလက်လေးနဲ့အကြာကြီးဖိပေးလိုက်ပါ ်အခုလိုမျိုးလေးတီတီဆိုပြီးတော့မြည်တာလို့ရှိရင်တော့သူကဒါ GPS ဆက်လေးရပွင့်သွားပြီပဲဖြစ်ပါတယ်အဲ့ဒီခါကျရင်ကျွန်တော်က software ထဲမှာရှိတဲ့ဒီညာဘက်အပေါ်ဆုံးကအပေါင်းခလုတ်လေးကိုနှိပ်လိုက်ပါ all of the time တစ်ချက်ထနေပေးလိုက်ပါနောက်ထပ်အပေါင်းကိုထနေပေးလိုက်ပါဒါဆိုလို့ရှိရင် तू ကဒီ GPS ဆက်လေးကိုဒီမှာရှာနေပြီဖြစ်ပါတယ်။ဒီမှာဒီမှာ तू ပေါ်လာပြီ။ဒီဆက်လေးရဲ့နံပါတ်က AK28C ဆိုပြီးတော့အမည်ရပါတယ်ဒီမှာပေါ်နေရာလေးကဒီ GPS 14ဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့က N9 တက်ဖြစ်နေပါတယ်เนาะကျွန်တော်တို့ကဒီ14နဲ့ချိတ်ဆက်ပေးရပါအောင်မယ်အဲ့ဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ ်ဒါဆိုရင်သူကချိတ်ဆက်နေရေပေါ့နော်ဒီလိုမျိုးလေးပေါ်လာပြီဆိုလို့ရှိရင်တော့ဒီ GPS 14เนี่ยဒီ software လေးเนี่ยချိတ်ဆက်ပြီးသွားပြီပဲဖြစ်ပါတယ်အကယ်၍ကျွန်တော်တို့ကပစ္စည်းရှာတော့မယ်ဆိုလို့ရှိရင်ဒီအောက်မှာရှိတဲ့ click land ဆိုတဲ့ကောင်းလေးကိုတစ်ချက်နှိပ်လိုက်ပါအဲ့လိုနှိပ်လို့ရှိရင်ဒီဆက်ကလေးကအတန်ပြီးပါတယ်အဲ့ဒီခါကျရင်ကျွန်တော်ကဒီဆက်ကလေးရဲ့အတန်ကိုနားဆွင့်ပြီးတော့လေကိုကပြန်ရှာလို့ရမှာဖြစ်ပါတယ်ဆိုတော့တစ်ချက်နှိပ်ကြည့်ပါမယ် ကြားလာမသိပြန်နော်တီ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 ဆိုပြီးတော့သူ့ရဲ့ဆက်ကလေးကအသံပြီးပါတယ်အကဲကိုကတွေ့သွားပြီဆိုလို့ရှိရင်တော့ဒီ stock ကိုနှိပ်ပြီးတော့ပိတ်လိုက်လို့ရပါတယ်ဒါလေးကတော့ဒီဆက်ကလေးကိုအသံပြီးအောင်လုပ်ပြီးတော့ဒါပြန်ရှာတဲ့နည်းလေးဖြစ်ပါတယ်နောက်ပြီးတော့သူ့ရဲ့ဒီ software ထဲမှာပေါ့နော်အသုံးပြုပုံလေးရောရှိသေးရဲ့ဗျာဒီနောက်ကဒီ sub အုပ်ပုံစံဆိုလို့ရှိရင်တော့ဘလို့အသုံးပြုရမလဲဆိုတာကိုဒါရေးရတဲ့ဟာလေးဖြစ်ပါတယ်အကဲက location ကိုလိုက်ပြီးရှာလို့မယ်ဆိုလို့ရှိရင်တော့ဒီမှာ location ဆိုတဲ့ကောင်းလေးရှိရဲ့ပေါ့နော်ဒီကောင်းလေးကိုတစ်ချက်နှိပ်လိုက်ပါ ဆိုလို့ရှိရင်တော့မြေပုံထဲကိုရောက်သွားမှာဖြစ်ပါတယ်။အကယ်၍ကိုကဒီမြေပုံမှာအပစ္စည်းပြောက်ကိုရှာမယ်ဆိုလို့ရှိရင် သူကဒီပစ္စည်းလေးရဲ့ပေါ့နော်ဒီတော့ချိတ်လေးရဲ့ဒီ GPS လေးရဲ့တီနေရာကိုသူကဒီပုံမှာဒီအနီရောင်အသင်္ကေတလေးနဲ့သူကပြပေးမှာဖြစ်ပါတယ်။အဲ့ခါကျလို့ရှင်ကျွန်တော်တို့ကဒီပစ္စည်းကဘယ်နေရာမှာရှိလဲဆိုတာကိုဒါဒီမြေပုံကနေကြည့်ပြီးတော့မှတော့ပြန်ရှာလို့ရမှာဖြစ်ပါတယ်။ကို့မှာအရေးကြီးတဲ့ပစ္စည်းတစ်ခုရှိရဆိုရင်ဗျဥပမာဒီဆိုင်ကတော့ကားတော့ပေါ့နော်အဲ့လိုပစ္စည်းမျိုးမှာဒီကောင်လေးကိုဒါချိတ်ထားလိုက်လို့ရှင်ဘယ်တော့စပြောက်သွားကြလို့ရှင်အလွယ် ွယ်တကူနဲ့ဒါပြန်ရှာလို့ရမှာဖြစ်တယ်ဆိုတော့အဲဒီကောင်လေးတွေကဒါသုံးသိနေလို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်တော့အခုဒီကောင်လေးကိုဝယ်ထားတယ်ကျွန်တော်ဘာမှသုံးမလဲဆိုတော့ကျွန်တော်ဆိုင်ငယ်တော့မှသုံးမှာဖြစ်ပါတယ်ဘလို့ပဲဖြစ်ပြအရေးကြုံရတဲ့ခါမျိုးကြရင်တော့ဒီကောင်လေးကိုအသုံးပြုပြီးတော့ပြန်ရှာလို့ရတယ်ဆိုတော့မဆိုးဘူးပေါ့နော်ဒီကားတော့ဆိုင်ငယ်တော့ပျောက်သွားလို့ရှိရင်တော်တော်လေးကိုမှအလုပ်ရှုပ်ရပြပြီးဒီအခန်းတော်လေးအတူတူပဲပေါ့နော်ဒီကောင်လေးတွေကဈေးနှုန်းအဖြစ်လည်းမကြည့်ဘူးဈေးအသင့်တင်ပဲဆိုတော့ဒီဆောင်ထားဖို့အရန်ကုန်မှာတင့်တော်ပါတယ်